ကိုရောက်ရှိနေတဲ့နေပဲကိုလောက်ကိုင်းနေရလုံမှာအကောင်းဆုံးလောက်ကိုင်းနိုင်ဖို့ကို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 အကောင်းဆုံးရည်သွေးတွေနဲ့တည်ဆောက်နိုင်ဖို့အတွက်ဆရာကြီး Brian Tracy ပြောပြထားတဲ့အချက်၅ချက်ကိုတင့်တော်တို့ဘာသာပြန်ပြီးတော့မျှဝေပေးချင်ပါတယ်။ပထမအဆုံးအချက်ကတော့စိတ်ဓာတ်ကို ခိုင်မာအောင်တည်ဆောက်ရမှာပဲဖြစ်ပါတယ်။အဲ့တော့အောင်မြင်မှုအတွက်အုံမြင်ကခိုင်မာတဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်။အဲ့တော့အောင်မြင်မှုအတွက်ကိုယ့်ရဲ့စိတ်ဓာတ်ကိုခိုင်မာအောင် တိဆောက်ရမှာဖြစ်ပါတယ်ဘလို့အခက်အခဲဒုက္ခတွေပဲကြုံကြုံမရှိမရိုင်းမတော်မဆုံနဲ့နှင်းမြုပ်လောက်ကိုင်းနိုင်ဖို့အရေးကြီးပါတယ်ကြာရှုံးမှုတွေကြုံလာရတဲ့အခါကြရင်လည်းတတိရှိရှိနဲ့ကြက်ကြန့်ခံပြီးတော့ရှစ်ဆက်ကြော်ဖြတ်ဖို့အရေးကြီးပါတယ်အဲ့တော့ကြာရှုံးမှုတွေကြုံလာတယ်ဆိုတာကကိုမအောင်မြင်တော့တာမဟုတ်ပါဘူးကိုတွားနေတဲ့ပန်းတိုင်ပေါ့အဲ့ဒီပန်းတိုင်ရဲ့ခရီးလမ်းမှာ ကြာရှုံးမှုတွေကတော့ကြုံတွေ့ရမှာပဲဖြစ်ပါတယ်အခက်အခဲဒုက္ခတွေကြာရှုံးမှုတွေကြုံနေရတဲ့အချိန်ဟာကိုယ့်အတွက်အဖို့မပြတ်နိုင်တဲ့ဘဝသင်ခန်းစာတွေကိုသင်ယူဖို့အတွက်အခွင့်အရေးရလိုက်တာပဲဖြစ်ပါတယ်ကိုရှောက်နေတဲ့လမ်းကိုရှက်လိုက်ဖို့အရှုံးပေးလိုက်ဖို့မဟုတ်ပါဘူးအခက်အခဲဒုက္ခတွေကြားထဲကိုရောက်နေတဲ့အချိန်အဲ့ဒီကြာရှုံးမှုတွေရင်ဆိုင်နေရတဲ့အချိန်မှာအကောင်းမြင်တတ်ဖို့အရေးကြီးပါတယ်။အကောင်းတွေပဲဖြစ်လာမယ်လို့လည်းညွှန်လင်းထားရပါမယ်။ ဲ့တော့ကိုရှောက်နေတဲ့ပန်းတိုင်းကိုရောက်ရမယ့်ပန်းတိုင်းကိုကိုရဲ့စိတ်ထဲမှာရှင်းရှင်းလင်းလင်းပုံဖော်ထားဖို့အရေးကြီးပါတယ်ပြီးတော့ကိုအဲ့ဒီပန်းတိုင်းကိုရောက်နေတဲ့ပုံစံကိုလည်းကိုရဲ့မျက်လုံးနဲ့ကိုရဲ့စိတ်ထဲမှာပုံဖော်ကြည့်ဖို့အရေးကြီးပါတယ်။အဲ့တော့စိတ်သက်ခိုင်မာဖို့ဆိုတာကနေချင်းညာချင်းလှုပ်ယူလို့ရတဲ့အရာတော့မဟုတ်ပါဘူး။နေ့စဉ်မပြဲကိုစိတ်ကိုကိုလေ့ကျင့်ယူရမှာပဲဖြစ်ပါတယ်။ကိုကိုစိတ်သက်ခွန်အားတွေရစေမဲ့စာတွေကိုများများဖတ်ရပါမယ်။ ီတော့ကိုကိုအပြုသဘောဆောင်တဲ့စကားတွေစိတ်အင်အားရစေမဲ့စကားတွေကိုပြောတဲ့လူတွေ ਨੇ အဲတွေးဆောင်ပေးဖို့အရေးကြီးပါတယ်အစိတ်တင်တဲ့စကားတွေအပြက်သဘောဆောင်တဲ့စကားတွေပြောတဲ့သူတွေကိုဝဝေးရှောင်ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျမတို့ရဲ့စိတ်ဆိုတာကဥယျင်ချမ်းမြေလိုပါပဲကိုချလိုက်တဲ့အစေးကနေပေါက်လာတဲ့အပင်က အဖူအပွင့်အသီးရွက်တွေကိုပဲကိုကခံစားရမှာဖြစ်ပါတယ် ဲ့တော့အပြူသဘောဆောင်တဲ့ဇကားတွေစိတ်သက်ခွန်အားရစေမဲ့ဇကားတွေကိုမြန်မြန်ကြားဖို့လိုအပ်ပါတယ်နံပါတ်2အချက်ကတော့ရည်ရွယ်ချက်ရှိရှိနဲ့လေ့ကျင့်ရမှာပဲဖြစ်ပါတယ်အဲ့တော့ကို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 အမြဲစိတ်ကောစမ်းသပ်မှုတွေလုပ်နေရမှာဖြစ်ပါတယ်ကိုယ့်ရဲ့အားနည်းချက်ကိုတိတိကျကျသိအောင်လုပ်ပြီးတော့အဲ့ဒီနေရာတွေကိုတိုးတက်အောင်လို့အတွက်အဲလေ့ကျင့်ရမှာဖြစ်ပါတယ်အဲ့လိုလေ့ကျင့်တဲ့အခါမှာလဲတိုင်းတာလို့ရတဲ့ပန်းနိုင်တွေတတ်မှတ်ရမှာဖြစ်ပါတယ်အဲ့တော့ ကိုပန်းနိုင်နေတတ်မှတ်တဲ့ခါမှာလည်းအဲ့ဒီပန်းနိုင်ကကိုလုံနိုင်တဲ့တပိုင်းတနိုင်ပဲဖြစ်ရပါမယ်ပြီးတော့စင်စက်မပြတ်လေ့ကျင့်ဖို့အရေးကြီးပါတယ်အချိန်စရာဆွဲပြီးတော့တိတိကျကျတသက်မက်မက်လေ့ကျင့်ဖို့အရေးကြီးပါတယ်ပြီးတော့လေ့ကျင့်တဲ့အခါမှာလည်းတိတိကျကျစူးစူးဆိုင်ဆိုင်နဲ့လေ့ကျင့်ဖို့အရေးကြီးပါတယ်အဲ့တော့ဒီလိုလေ့ကျင့်မှုတွေပြုလုပ်နေတာဟာကိုယ့်ရဲ့အရေးအတွက်လေ့ကျင့်နေတာဖြစ်ပါတယ်အရေးအတွက်တော့မဟုတ်ပါဘူးအဲ့တော့ အချိန်အများကြီးလုံနေတာထက်စာရင်အချိန်နည်းနည်းမှာစူးစူးဆိုင်းဆိုင်းနဲ့တည်တည်ချာချာလေ့ကျင့်ရမှာပဲဖြစ်ပါတယ်အဲ့တော့စဉ်ဆက်မပြတ်နေ့စဉ်လုပ်ဖို့အရေးကြီးပါတယ်ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းတွေမှာ ကိုယ့်ရဲ့လေ့ကျင့်မှုဟာတစိမ့်တတပိုင်းဖြစ်နေဖို့အရေးကြီးပါတယ်ပေါ့နော်အချိန်စရာဆွဲပြီးတော့ကိုတည်တည်ချာချာလေ့ကျင့်ရမှာပဲဖြစ်ပါတယ်နံပါတ်3ချက်ကတော့စဉ်ဆက်မပြတ်လေ့လာသင်ယူမှုပါပဲ အခုလိုအတော့ကိုအမြန်ဆန်တိုးတက်နေတဲ့ခေတ်ကြီးမှာဆက်စပ်မပြတ်လေ့လာသင်ယူမှုဟာအခက်ရပါပဲဒီနေ့မှာကိုကိုအောင်မြင်သွားစေတဲ့တက်ကြွမှုကမနှက်ဖန်ကြရင်အတုံးမဝင်တော့တာခက်နောက်ကျသွားတဲ့တက်ကြွမှုမျိုးလည်းဖြစ်ရင်ဖြစ်နေနိုင်ပါတယ်အဲ့တော့ကျမတို့အသက်ရှင်ဖို့အတွက်အသက်ရှူနေရတယ်လို့ပဲအောင်မြင်မှုအတွက်လည်းဆက်စပ်မပြတ်လေ့လာသင်ယူမှုဟာအလွန်ကိုအရေးပါပါတယ် အဲ့တော့ဘဟုတုတတွေကိုအမြဲတမ်းစီးပူးပြီးတော့ကိုယ့်ရဲ့အသိအမြင်တွေကိုချဲ့ထားဖို့ကိုယ့်ရဲ့တက်ကြွမှုနေပယ်ကိုချဲ့ထားဖို့အတော့ကိုအရေးပါပါတယ်။ပြီးတော့မတူကွဲပြားတဲ့နေပယ်တွေကိုလည်းချိတ်ဆက်လေ့လာထားဖို့အရင်အရေးကြီးပါတယ်။အဲ့တော့စာရိဖတ်ဖို့အတော့ကိုအရေးကြီးပါတယ်။အောင်မြင်တဲ့သူတိုင်းဟာစာရိအများကြီးဖတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စာဖတ်ခြင်းကသူတို့အတွက်အသိအသိဉာဏ်ပညာတွေရဖို့အတွက်ဖြတ်လန်းပဲဆိုတာကိုသူတို့ကောင်းကောင်းနားလည်လို့ပါပဲအဲ့တော့ ဟိုတဘဝလုံးတင်ယူလို့မကုန်နိုင်တဲ့အတိညာပညာတွေကိုအဲစာအုပ်တွေထဲမှာနိုင်ပိုင်းအတွင်းမှာ လေ့လာသင်ယူလို့ရတယ်ပေါ့နော်အဲ့တော့စာကိုတည်ုံပဲဖတ်လို့တော့မရပါဘူးမှတ်စုတွေချရေးဖို့လိုအပ်ပါတယ်ကု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 မိခွန်းပြန်ထုတ်ဖို့အရေးကြီးပါတယ်စဉ်းစားဆင်ခြင်သုံးသပ်ဖို့အရေးကြီးပါတယ်ပြီးရင်ကိုယ့်ရဲ့နေပယ်မှာဘလို့အသုံးချမလဲဆိုတာကိုအပြန်လဲသုံးသပ်ဖို့အရေးကြီးပါတယ်ပြီးတော့စာအုပ်တွေပဲဖတ်နေတာမဟုတ်ဖဲနဲ့အဲကိုယ့်ရဲ့နေပင်မှာကိုသွားနေတဲ့ပန်းတိုင်းကိုရောက်နေပြီးသားလူတွေစီကလည်းတင်ယူဖို့အရေးကြီးပါတယ် ကိုယ့်နယ်ပယ်နဲ့သက်ဆိုင်တဲ့ဆွေးနွေးပွဲတွေကို တက်ရောက်ဖို့လည်းအရင်အရေးကြီးပါတယ်ပြီးတော့ဒီအောင်မြင်သူတွေစီကနေပြီးတော့လည်းအသိဉာဏ်ပညာတွေရယူဖို့အကျဉာဏ်တွေရယူဖို့အရေးကြီးပါတယ်အဲ့တော့သိကျင်စိတ်ပြင်းပြနေတဲ့သူတွေကိုတလေးတစားရှိတဲ့သူတွေကိုဒီအောင်မြင်တဲ့သူတွေကသူတို့ရဲ့အသိပညာတွေကိုဗဟုတုတတွေကိုအအမြင်မျှဝေပေးခြင်းနေကြတာပဲဖြစ်ပါတယ်အဲ့တော့ကိုယ့်ဘက်ကနေပြီးတော့သိကျင်စိတ်ပြင်းပြင်းပြပြနဲ့ တလေးတစားလေ့လာတင်ယူဖို့ပဲအရေးကြီးတာဖြစ်ပါတယ်အဲ့တော့ကိုတင်ယူလေ့လာသိရှိလိုက်တဲ့အရာတွေကိုစမ်းသပ်လုပ်ကိုင်ကြည့်ပါပြီးရင်ဤပညာအသစ်တွေကိုအမြဲတမ်းချင်းကပ်ချင်းကတင်ယူပြီးတော့ကိုယ့်ရဲ့နေပယ်မှာ အသုံးပြုကြည့်ပါအဲ့တော့ကိုဒီလိုအသက်အစမ်းကိုလှုပ်လိုက်တဲ့အတွက်ကြောင့်မလို့ကြာရှုံးသွားတယ်ပဲဖြစ်ဖြစ်အောင်မြင်သွားတယ်ပဲဖြစ်ဖြစ်ကိုယ့်အတွက်တင်ယူဖို့အခွင့်အလမ်းတော့ရလိုက်တာပါပဲ နံပါတ်3ချက်ကတော့စီကံတက်မှတ်ရမှာပါကို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 စီကံတက်မှတ်ရမှာပါကိုသွားနေတဲ့ကိုရေရှည်ပန်းနိုင်အတွက်ကို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 စီကံတက်မှတ်ဖို့ဟာအတော်ကို အရေးကြီးပါတယ်အဲ့တော့အနောက်ရှက်တွေရှိနေရင်တော့မှပဲကိုတက်မှတ်ထားတဲ့စီကံကိုမလွဲမသွေးမလျှော့မပေါ့နဲ့လောက်ကင်သွားဖို့အရေးကြီးပါတယ် အကောင်းဆုံးသူတယောက်ဖြစ်ဖို့အတွက်ကိုသွားနေတဲ့ခရီးကို ရောက်ဖို့အတွက်ကို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 စီကံသတ်မှတ်တာဟာလိုဝက်လက်နက်တစ်ခုပဲဖြစ်ပါတယ်။ကို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 စီကံသတ်မှတ်ရမယ်။ပြီးရင်အဲ့ဒီစီကံကိုချရေးပြီးတော့ကိုမြင်တဲ့နေရာမှာထားထားရမယ်။ဒါမှကိုကိုအမြဲတွန်းအားပေးနေသလိုတတိပေးနေသလိုဖြစ်မှာပါ။ပြီးတော့ဒီစီကန်ချက်တွေကလည်းရေရှည်ဆင်ဆက်မပြတ်ပြုတ်လုပ်သွားရမှာပဲဖြစ်ပါတယ်ဒီကု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 စီကန်တက်မှတ်တဲ့အခါမှာ ပတ်ဝန်းကျင်တည်ဆောက်ဖို့လည်းအရင်အရေးကြီးပါတယ်ဥပမာကိုကအာအင်္ဂလိပ်စာကိုပေါ့နော်အင်္ဂလိပ်စာကိုတနည်းကိုအနိုင်ဝက်လေ့ကျင့်မယ်လို့သတ်မှတ်ထားလို့ရှိရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းဒီအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့စာအုပ်တွေရှိနေဖို့အရေးကြီးပါတယ်ပြီးတော့ရင်ကိုယ့်ရဲ့ဖုန်းထဲမှာလည်းဒီအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ app တွေအဲ postcard တွေဒါမျိုးတွေရှိနေဖို့လို့အပ်ပါတယ် အဲ့တော့ကိုစည်းကသတ်မှတ်ထားတဲ့အရာတွေနဲ့ကိုက်ညီတဲ့ပတ်ဝန်းကျင်ကိုလည်းတိဆောက်ထားရမှာဖြစ်ပါတယ်။ဒါမှဒါတွေကိုလှုပ်ဖို့အတွက်ကိုယ်တွယ်တွန်းအားဖြစ်မှာဖြစ်ပါတယ်။ကိုကိုကိုစည်းကနေသတ်မှတ်ပြီးတော့ရေရှည်လိုက်တာလေ့ကျင့်ရတာဟာအတော့ကိုခက်ခဲတဲ့အလုပ်တစ်ခုပါပင်မန်းပါတယ်။ဒါပေမဲ့ဒီလိုစည်းကနေသတ်မှတ်ပြီးတော့လေ့ကျင့်လိုက်နိုင်ရလို့ခံစားရတဲ့ဆင်းရဲပင်မန်းမှုအားနောက်တစ်ချိန်မှာ နောက်တာတရားရဲ့နှိမ့်ဆက်မှုကြောင့်ခံစားရတဲ့ပင်မဆင်းရဲမှုတွေတက်ဆိုင်တော့အများကြီးတက်တာပါလေ။ ပငါးချက်ကတော့စွန့်အားကြီးတယ်အအတိုင်းဝိုင်းတစ်ခုတိဆောက်ဖို့အရေးကြီးပါတယ်ဒီလိုအတိုင်းဝိုင်းတစ်ခုတိဆောက်ထားတာဟာကိုယ့်ဘာနဲ့ကိုယ်ဆိုရင်မရနိုင်မဲ့အခွင့်အရေးတွေကိုရရှိနိုင်မှာဖြစ်ပါတယ်အဲ့တော့ကိုယ်နဲ့နေပဲတူတယ်ကိုယ်နဲ့ရှောင်းနေတဲ့လမ်းတူတယ်သွားနေတဲ့ဘန်းတိုင်းတူတဲ့လူတွေနဲ့ဒီလိုမျိုးအတိုင်းဝိုင်းတစ်ခုတိဆောက်ထားခြင်းအဖြစ်သူတို့စီကနေအများကြီးတင်ယူလို့ရတယ်လို့အခွင့်အရေးတွေအခွင့်လမ်းတွေလည်းပေါ်ပေါက်လာမှာဖြစ်ပါတယ် ပြီးတော့ကိုကလည်းသူတို့ကိုမျှဝေဖို့အတွက်အခွင့်အရေးအခွင့်အလမ်းတွေရရှိမှာပဲဖြစ်ပါတယ်။တခါလေကြာရင်မမျှော်လင့်ထားတဲ့နေရာကနေပြီးတော့အဖိုးမဖြတ်နိုင်တဲ့အရာတွေကိုရရှိတတ်ပါတယ်။အခုခေတ်မှာဆိုလို့ရှိရင်တော့ online network ကတကယ်ကိုအင်အားကြီးတဲ့အတိုင်းဝိုင်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ပြင်ပတကယ်လူတွေနဲ့ဆက်ဆံရေးကိုလည်းအလေးပေးဆက်ဆံဖို့အရေးကြီးပါတယ်။ဒီလိုအတိုင်းဝိုင်းတစ်ခုကိုတည်ဆောက်တဲ့အခါမှာအရေးအတွက်ထက်အရေးချင်းကိုဦးစားပေးဖို့အရေးကြီးပါတယ်။ ဒီလိုမျိုးစွာကြည့်တဲ့အတိုင်းဝိုင်းတစ်ခု ဆိုတာက မတူတဲ့အတွေးမြင်ရှိတဲ့သူတွေမတူတဲ့အကျဉာဏ်ရှိတဲ့သူတွေမတူတဲ့နောက်ခံ background ရှိတဲ့သူတွေပြီးတော့မတူတဲ့အတွေ့အကြုံရှိတဲ့သူတွေပေါင်းစုထားတာပဲဖြစ်ပါတယ်ဒီလိုအတိုင်းဝိုင်းတစ်ခုရှိခြင်းဟာဆိုရင်ကိုယ့်ရဲ့အတွေးအကြံတွေကိုလည်းသစ်ဆန်းစေပြီးတော့ကိုယ့်ရဲ့အသိဉာဏ်ပညာတွေကိုလည်းကျယ်ပြန့်စေပါတယ်ပြီးတော့အခွင့်အရေးတွေအခွင့်အလန်းတွေလည်းမြတ်ပြလာမှာပဲဖြစ်ပါတယ် အဲ့တော့ဒီခရီးကိုကိုတယောက်တည်းသွားနေတာထက်ဆိုင်ကိုတယောက်တည်းလှော်နေတာထက်ဆိုင်ဒီလိုစွမ်းအားကြီးတဲ့အတိုင်းဝိုင်းနဲ့အတူသွားတဲ့ခါကြလို့ရှိရင်ဒီခရီးကိုရောက်ဖို့အတွက်မြင်မြင်ရောက်ဖို့အတွက်ပြီးရင် ပို့ပြီးတော့ချော့ချော့မွတ်မွတ်ရောက်ဖို့အတွက်ပို့ပြီးတော့ကောင်းကောင်းမွတ်မွတ်ရောက်ဖို့အတွက်အများကြီးအထောက်အကူပြုမှာပဲဖြစ်ပါတယ် ီးမှာတော့ဆရာကြီး Brian Tracy ပြောပြထားတဲ့အချက်၅ချက်ကိုမျှဝေပေးပြီးသွားပြီးဖြစ်ပါတယ်။နံပါတ်၁ချက်ကတော့စိတ်ဓာတ်ကိုခိုင်မာအောင်တည်ဆောက်ရမှာပဲဖြစ်ပါတယ်။နံပါတ်၂ကတော့ရည်ရွယ်ချက်ရှိရှိနဲ့လေ့ကျင့်ရမှာပဲဖြစ်ပါတယ်။နံပါတ်၃ချက်ကတော့စဉ်ဆက်မပြတ်လေ့လာသင်ယူရမှာပဲဖြစ်ပါတယ်။နံပါတ်၄ချက်ကတော့ကို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 စီကန်းတိဆောက်ရမှာပဲဖြစ်ပါတယ်ကို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 စီကန်းနေချမှတ်ရမှာပဲဖြစ်ပါတယ်နံပါတ်၅ချက်ကတော့စွမ်းအားကြီးတဲ့အတိုင်းဝိုင်းတစ်ခုကိုတိဆောက်ရမှာပဲဖြစ်ပါတယ် အဲ့တော့ကျမလည်းဒီလိုစာလေးတွေကိုဖတ်ပြီးတော့ကို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 အကောင်းဆုံးတိစောင်းနိုင်ဖို့အတွက်စူးစမ်းနေတာပဲဖြစ်ပါတယ်အဲ့တော့ကိုဖတ်ထားတဲ့စာလေးတွေကို ပြန်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်